တန်မျိုးသားလွတ်မြောက်ရေးတပ်မတော်တန်တလေးတင်ပိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ဆိုနဲ့တောင်ခမ်းဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဇွန်လ9ရက်နေ့သတင်းစာရှင်းလင်းပွဲမှာတန်တလေးကပြောပါရယ်တရုတ်ရဲ့ဂျာဝင်စစ်ဆက်မှုနဲ့ဆွေးနွေးပွဲတွေရှိနေတဲ့ကြားထဲမှာပဲစစ်ကောင်စီရဲ့လေဆောင်တိုက်ခိုက်မှုနဲ့ထိုးစစ်ဆင်မှုတွေရှိလာနေတာလို့ဆိုပါရယ်ဒီမှာတို့တန်ဒေတာမှာလည်းဒီမှာတို့ပြဆက်တဲ့အရင်ထိဆုံးတဲ့ဒေတာမှာဆိုလည်း မြေပြအတူပြင်းတဲ့နောက်ကျတော့အမှုဒီတမျိုးဆိုရင်စေရောက်ရင်ဖြစ်တဲ့တော့ဒိုဆစ်စင်တာမျိုးတွေပြုလုပ်တယ်လက်သက်ကြီးတွေပြုလုပ်တာတွေရပါတယ်ဆက်ပြီးတော့မှ drone နဲ့တိုက်ခတ်တာနေချောင်းပြင်ပုံချေတိုက်ခတ်တာအစိမ်းဝင်ပုံတွေတော့ဒီမှာအတော့တိုက်ခတ်တာကိုလည်းတွေ့ရပါတယ်ဒီမေကအတွင်းမှာ ကျမတို့တိတ်ချရဒေတာဖြစ်တဲ့ mount to prompt ခံလို့ descending မှာစိတ်ခေါစစ်ပက်က processing mode တွေ develop တာတွေ့ရပါတယ် processing mode တွေ develop တဲ့အတိုင်းကြောင့်ဒီ type တွေဖြစ်ပေါ်လျက်ရှိပါတယ်ဒီ mail အတွင်းမှာဆို non flow မှာဆို type တွေမကြိုက်ခဏဖြစ်ပေါ်လျက်ရှိပါတယ် type ပြင်းထန်နေတဲ့ non flow data ကိုစကောင်းစီက mail အတွင်း drone နဲ့အကြိမ်330 jet fighter နဲ့39ကြိမ်ပြတ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒါအပြင်မိုးကုန်းမိုင်းလုံး ကြောင့်မဲမိုင်းငော့နဲ့မန်တုံမြို့တွေမှာလည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရတားပြည်သူထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။မလျင်ပြန်လဲထူထောင်ရေးအတွက်ဆိုပြီးစစ်ကောင်စီနဲ့တရားနယ်လေးနှစ်ဖက်လုံးကအပြစ်ရကာလကို2025ခုနှစ်ဇွန်လကုန်အထိတက်တန်းတိုးထားကြပါမယ်။မြေပြင်တိုက်ပွဲတွေကတော့ဆက်လက်ဖြစ်ပွားနေတာပါ။ Let's see the brawl last night ဒီ SF ရမီဘာရောပြီးတော့ဒီစီအောင်စပန်ပါရော အပြည့်ရဲ့ခလို့တော့ပြန်တင်ရဖို့လေတော့ဒီမက်ဆီကန်စီဘက်က closing in mode ပြုလုပ်နေတယ် closing in mode ကြီးဒေချံပုံပြဲလို့မို့ဒီ separate လုပ်နေတယ်တိုက်ဖို့ဆိုတော့ဒီ select ပြင်ထားရင်ဖြစ်ပါတယ်ဒီမှာတော့ big big ပုံမျိုးဖုကတာတော့ကျင်းနေပြီမာခန်စီလေးနဲ့ဒီတိုက်ဖို့ဖြစ်ပေါ်နေတာဖြစ်ပါတယ်တိုက်ဖို့ဖြစ်ပေါ်နေနေရပါတော့ဆိုတော့ ပုံမှန်ကျတော့သလိုပဲဒီအမတီအမခိုင်ဒီမတော်ကံဒီတော့တက်စရန်ဒီပြီးတော့အဲ့ဒီရှင်မုံတော်အဲ့ဒီဟာတကြောမှာဖြစ်မှာလေမဟာတိုက်ပိုက်ကတော့နေစင်ဒါကနေစင်တိုက်ပိုက်ဖြစ်ပါလိမ့်မယ်ဘုတ်တီတာပေါ့နော်ဒီတရေစားတိုက်ပိုက်မှာတော့အာဆက်ရက်ဟာဖြစ်ပါတာမျိုးတွေရှိပါတယ်အလက်စီတီပြီးတော့ဒီမဆေးစီးရေးစီးရစီးဘယူဟာဖြစ်တဲ့နေရာပေါ့ဒီတချို့ကတော့ဒီ mas si kasi pa tayo si si sa namyo as mano para ipian ay ko no at the pen na kasi pa na di na lo na ram myo mano para ipian ay bito ma ay so na si kay and so lang pala si na dati si ni aro si karo at the pen na pa edi ma si to bito ma kan na April, na session and na sa စစ်ကောင်စီနဲ့တရနယ်လီတို့ကတရုတ်ရဲ့ဂျောင်းဝင်ဆစ်ဆက်မှုကြောင့်တရုတ်နိုင်ငံကုမဲမြို့မှာတွဲဆုံဆွေးနွေးခဲ့ကြပေမဲ့သဘောတူညီမှုတစုံတရာတော့မရရှိခဲ့ပါဘူး။အဲဒီဆွေးနွေးပွဲမှာစစ်ကောင်စီကတရနယ်လီသိမ်းပိုက်ထားတဲ့ကြောင်မဲ၊နောင်ချိုမိုးကုတ်တိဘောမိုးမဲမြို့တွေကနေစုခွာပေးဖို့တောင်းဆိုခဲ့ပြီးတရနယ်လီဘက်ကတော့ရောက်တဲ့နေရာမှာနှစ်ဖက်တက်အပြစ်ရက်ဖို့လေကြောင်း drone လက်နက်စီတိုက်ခိုက်မှုတွေရက်ဖို့နဲ့ပြည်သူလူထုတွေလွတ်လပ်စွာသွာလာခွင့်ပြုဖို့တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဧပြီလကပဲမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MND ဟာတရုတ်ရဲ့ဖိအားပေးမှုကြောင့်2029စစ်စစ်ရေးမှာတိမ့်ပိုက်လိုက်တဲ့လာရှိုးမျိုးကိုစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။အခုလဲစစ်ကောင်စီနဲ့တရက်နယ်လေတို့ဆွေးနွေးပွဲကမအောင်မြင်ခဲ့တဲ့အတွက်တရုတ်ဖိအားတွေနဲ့ရင်ဆိုင်နေရတယ်လို့တရက်နယ်လေပြောခွင့်ရကသတင်းစာရှင်းလင်းပွဲမှာအတည်ပြုပြောဆိုလိုက်ပြီးလာမယ့်2025ခုနှစ်ဩဂတ်လမှာတက်မှန်တွေ့ဆုံသွားဖို့ရှိတယ်လို့သိရပါတယ်။